တောက်တာမန်နိုင်ချာရှုံးမှာကဒီမိုကရေစီလဲချာရှုံးမယ်လို့လွတ်လပ်တဲ့အာရှတန် RFA မြန်မာပိုင်းထုတ်လွှင့်မှုအစီအစဉ်ကိုလုံးဝရနာလိုက်တာနဲ့ပတ်သက်ပြီးတင်းနှမတွေကထောက်ပြပြောဆိုပါတယ်။ကမ္ဘာဒီမိုကရေစီနိုင်ငံကြီးအမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမှာမြကြီးဥပဒေကမှတင်းမီဒီယာလွတ်လပ်ခွင့်ကိုမထိခိုက်စေရဘူးလို့ပြတ်တန်းထားပေမဲ့လက်ရှိမှာတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။စတောက်တာမန်နိုင်ရင်းရင်လာတဲ့အမြဒီမိုကရေစီစနစ်ပိုင်းရင်းရင်လာမယ်လို့လွတ်လပ်တော်မြန်မာတင်းမီဒီယာကောင်စီ IMCN တွင်မူဦးတိုးစော်လက်ကအခုလိုထောက်ပြပါတယ်။ဒီမိုကရေစီရောကျွန်တော်တို့မီဒီယာလွတ်လပ်ခွင့်အညွန်ကင်ရောတကဘာလုံးဆိုင်ရင်ဆိုင်ရမှာကြာဆင်းပါတယ်။ဒါကျွန်တော်ပြောတာမဟုတ်ပါဘူး RSF ကပြောတာ58ရာခိုင်နှုန်းကြာဆုံးတယ်လို့ပြောပါတယ်။အဲ့ထက်မှအဓိကစီးပွားရေးပြဿနာကြောင့်ပါတယ်လို့လည်းပြောပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ RFA ဒီနေ့ဒီနေ့ကတော့အမေရိကန်မှာသူတို့နောက်ဆုံးလို့ပြောတာတော့ညနာလိုက်ပါပြီတော်တော်စိတ်မကောင်းပါဘူး။ RFA page မှာ16တန်းရှိတယ်။သူတွေညနာသွားလဲဆိုတော့ RFA ကိုစွတ်စွတ်မြဲမြဲနားထောင်နေတဲ့ကျွန်တော်တို့ပြည်သူတွေပဲညနာသွားပါတယ်။အဲ့လိုပဲကျွန်တော်တို့မေလ3ရက်ကမ္ဘာသတင်းမီဒီယာလွတ်လပ်ခွင့်မှာတက်ကြီးလေးတဲ့တင်ရနာသွားပါတယ်။မီဒီယာတွေရနာတိုင်းမှာတကယ်စစ်စစ်ပေါ့ပေါ့တွေးကြည့်တကယ်ညနာရတာတော့ကျွန်တော်တို့ပြည်သူတွေပါပဲ။ဒီလိုပဲအထူးသဖြင့်လွတ်လပ်တဲ့လွတ်လပ်တဲ့ဆိုတာကျွန်တော်တို့ editorial ရနော်အစိုးရကိုလည်းမဖောက်ဘူး။အာဏာရှိတဲ့လူလည်းမဖောက်ဘူး။ တကယ်မြေပြင်မှာပြည်သူတွေရဲ့တကယ်ဖြစ်ပျက်နေတဲ့အခြေအနေတွေတင်ပြနေတဲ့မီဒီယာတွေကိုပြောတာပါ editorial အရာလွတ်လပ်တဲ့မီဒီယာတွေညနာတိုင်းမှာနောက်ဆက်တွဲအနေနဲ့ဟိုတို့ရဲ့ပြည်သူအများရဲ့အတန်တွေပျောက်ကွယ်သွားပါတယ်အဲ့အတွက်တကယ်တင်လာတော့ပြည်သူတွေပဲလို့ပဲပြောပြစီခင်ဗျာမေလ9ရက်မှာလွတ်လပ်တဲ့အာရှတန် RFA ရဲ့မြန်မာပိုင်းထုတ်လွှင့်မှုစီစဉ်လုံးဝရနာတော့မှာဖြစ်တဲ့အတွက်ပြည်သက်အလုံးကိုဝမ်းနည်းစွာနဲ့ပဲ နှုတ်ဆက်စကားဆိုပါတော့မယ်ဆိုပြီး FA မြန်မာပိုင်းရဲ့ဌာနမှုကိုကြွကြွအောင်က FA လူမှုကွန်ရက်ကနေတဆင်ပြောဆိုထားပါတယ် FA တင်းဌာနဟာအရှိတောင်အာရှနဲ့အရှိတောင်အာရှကတည်င်းမောင်ချခံထားရတဲ့နိုင်ငံ၆ခုမှာဘာသာစကားကူနဲ့ထုတ်လွှင့်တင်ဆက်ခဲ့တာ29နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်အခုလိုရတန့်ခံရတာဟာမြန်မာတည်င်းမီဒီယာခန့်ကန်တာနဲ့မြန်မာပြည်သူလူထုအတွက်ကြီးမားရေးဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ဝိုင်းတည်င်းနောက်တူဖြစ်တဲ့မောင်တူကအခုလိုမှတ်ချက်ပြုပါတယ် RFP ဒီကုလေးရေမဟုတ်ပဲလေဒီတခြားနိုင်ငံတွေတော့များရှိနေပါတယ် RFP လို့ပြောမယ်ဆိုရင်တော့ဒီဒီကနေရမလို့ဒီလိုဒီလို အာဖီတည်င်းဌာနကိုအမေရိကန်ဆိုရကမလ15ရက်နေ့မှာအမေရိကန်ပြည်ထောင်စုကမ္ဘာတည်င်းမီဒီယာအေဂျင်စီ USAGM ရဲ့ထောက်ပံ့မှုတွေကိုရပ်ဆိုင်းခဲ့ပြီးနောက်အာဖီရဲ့ဝန်ထမ်းများပြားကိုလည်းမလလကုန်ပိုင်းမှာတာဝန်မှရပ်ဆိုင်းခဲ့ပါတယ်။အဲ့ဒီနောက်ဝန်ထမ်းနှဲငယ်တွေပဲ RFA မြန်မာပိုင်းတည်င်းထုတ်လွှင့်မှုတင်ဆက်မှုတွေကိုဆက်လက်လုပ်ကံခဲ့ရကနေလက်ရှိမှာတော့ RFA မြန်မာပိုင်းရဲ့တင်ထုတ်လွှင့်မှုအားလုံးကိုရနာရတော့မယ်လို့ထပ်မံထုတ်ပြန်လာခဲ့တာပါ။အဲ့ဒီလိုရနာခဲ့ရမှုအပေါ် လက်တော်မြန်မာသတင်းမီဒီယာကောင်စီ MBCN တွင်မူဦးတိုးစော်လက်ကအခုလိုဆက်ပြောပါတယ်မီဒီယာမီဒီယာနဲ့ဒီမိုကရေစီအတိုက်အခိုးကြပါတယ်အဲဒါကြောင့်လဲစတုဒ္ဒမန်နိုင်လို့အလကားခေါ်တာတော့မဟုတ်ဘူးအခြားဒီမိုကရေစီမှာမန်နေတော့ရရှိတယ်အုပ်ချုပ်ရေးတရားစီရင်နဲ့ဥပဒေပြုရေးအဲ၃ရက်ကိုထိန်ချောင်းတာစတုဒ္ဒမန်နိုင်မီဒီယာ watch တော်လို့လည်းခေါ်ပါတယ်စောင့်ကြည့်တဲ့ခွေးတွေပါမန်နေ၃ရက်ကပေါက်ကြရလို့ရအတန်းထွက်ပေးဖို့ အဲ့တော့ကျွန်တော်တို့အခုဟိုမန်နိုင်တစ်ခုပေါ့ဟိုမန်နိုင်တစ်ခုဟိုရင်းရံခြင်းအဒီမိုကရေစီရင်းရံခြင်းမှာအဲ့တော့ဒီမီဒီယာတွေမရက်တည်နိုင်ဘူးမီဒီယာတွေရက်သွားတယ်ဆိုလို့ရှိရင်ဒီမိုကရေစီကဆုတ်ယုတ်သွားတာပါပဲမီဒီယာနဲ့ဒီမိုကရေစီအဲ့လိုမျိုးတိုက်ရိုက်အထိုးကြပါတယ်အဲ့ဒါကြောင့်ဟိုဒါပေမဲ့ကျွန်တော်တို့အံ့ဩတာကတော့အမေရိကန်လိုတိုင်းပြည်ပဲနော်အမေရိကန်ကွန်စတီကျူရှင်းမှာဘလို့ဥပဒေကမှမီဒီယာလွတ်လပ်ခွင့်ကိုမထိခိုက်စေရလို့ပြောထားပေမဲ့လောလောဆယ် အမေရိကန်ကူညီပါတယ်ဆိုတော့ဒီမိုကရေစီရုပ်အပိပါတယ်ဆိုတော့မီဒီယာတခုရပ်သွားတဲ့အထိကတော့တကယ်တော့မီဒီယာဟာဒီမိုကရေစီရှင်းတိုင်းနဲ့တိုက်ရိုက်ချိုးချပါတယ်အထူးသဖြင့်တော့ဒီမိုကရေစီရဲ့ဆုပ်ယုပ်မှုမဆိုးယုံမှုတခုဆိုတာကိုပြပတ်သက်သက်မြင်ရတာပါဗျမီဒီယာနဲ့ဒီမိုကရေစီတိုက်ရိုက်အထူးကြမှုဟာကုလမီဒီယာရဲ့ဒီမိုကရေစီနောက်ပြန်လျှော့ကြတယ်လို့ပဲကျွန်တော်တို့ပြောကြပါတယ်ဗျ AFP သတင်းဌာနကို1996မှာ အမေရိကန်စိုးရိုင်းရန်ပုံငွေနဲ့ဝါရှင်တန် DC မြို့တော်မှာစတင်တည်ထောင်ခဲ့ပြီးမြန်မာပိုင်းထုတ်လွှင့်မှုကို1999ဖေဖော်ဝါရီလမှာစတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။